ပြီးခဲ့တဲ့အပိုင်းမှာမကောင်းဆိုးအကဟဲရီပေါ်တာစီကိုတိုးလာပါတယ်။အဲ့ချိန်မှာတစုံတယောက်ရောက်လာပြီးမကောင်းဆိုးအကိုမောင်းထုတ်လိုက်ပါတယ်။သူက free run ဖြစ်ပြီးလူတစ်ပိုင်းမြင်းတစ်ပိုင်းနဲ့တန်းသားကြီးလာတတော်ဝါတကောင်ဖြစ်ပါတယ်။ free run ကဒီတော့အုပ်တွေရနဲ့ထွက်သွားတဲ့ကြောင်းနဲ့ဒီကတတော်ဝါအများစုကမင်းကိုသိရဲ့လို့ဟဲရီပေါ်တာကိုပြောပါတယ်။ပြီးတော့ယူနီကွန်မြင့်ကိုတက်တာကကြောက်စရာအကောင်းဆုံးပြစ်မှုဖြစ်ပြီးယူနီကွန်မြင့်ရဲ့သွေးကိုတောက်ရင်တင်းမင်းနှခမ်းဝရရောက်ရင်တော့အသက်ပြန်ရှင်နိုင်တယ်လို့ပြောပြပါရတယ် ဒါပေမဲ့တသင်မှုမဲ့တဲ့အရာကိုတတ်တာကြောင့်ပေးဆက်ရမှာတော့ကြီးမာပြီးကိုနှခမ်းနဲ့ယူနီကွန်းမြင့်ရဲ့သွေးကိုထိလိုက်တာနဲ့ကို့မှာအတက်တော့ဝက်ပဲကျန်တော့တယ်လို့ပြောပြပါတယ်အဲ့ဒါကြောင့်ယူနီကွန်းမြင့်ကိုတတ်ပြီးတွေးတောင်းနေတဲ့မကောင်းဆိုးကဗိုဒမော့ဆိုတာဟယ်ရီပေါ်တာကတိလိုက်ပါတယ်ခဏနေတော့မာဖိုင်းကဟက်ဂရစ်တို့ကိုခေါ်ပြီးရောက်လာပါတယ်ဖီရန်ကဟက်ဂရစ်တို့ရောက်လာတာကြောင့်မင်းကူလုံခြုံသွားပြီလို့ဟယ်ရီပေါ်တာကိုပြောပြီးထွက်သွားပါတယ်အဆောင်ပြန်ရောက်တော့သူတို့ထင်နေတာမှားနေတယ်လို့ဟယ်ရီပေါ်တာကရွန်နဲ့ဟာမိုရိုနီကိုပြောပါတယ် စနိတ်ကသူ့ကိုကြိုးအတွက်ဗဒါရှင်တို့ကိုလိုနေရမဟုတ်ပဲဘုဒ္ဓမောတက်လိုနေတာဖြစ်ပြီးအသက်စီးရတာရရင်ဘုဒ္ဓမောကအားပြန်ပြေးလာမယ်ဆိုတာကိုစဉ်းစားမိသွားကြပါတယ်ဘုဒ္ဓမောတာတရားလာရင်ဟယ်ရီပေါ်တာကိုတခြားပေါ်လာတတ်မှာလို့ဝန်ကပြောပါတယ်ဒါပေမဲ့ဟာမိုရိုနီကတော့ဘုဒ္ဓမောအငြင်းကြောက်ရတဲ့ပေါ်ပညာရှင်ကတဘက်ဒိုးဖြစ်ပြီးတဘက်ဒိုးသာရှိနေရင်ဟယ်ရီပေါ်တာကိုထိလို့မရဘူးလို့တော့ပြောပါတယ်နောက်တစ်နေ့ကြောင်းသွားတော့ဟယ်ရီပေါ်တာရဲ့နှစ်ဖူးအမာယုတ်ကပူနေပြီးအန်နီယယ်တစ်ခုခုရှိလို့တတိပေးအဖြစ်မယ်လို့ဟယ်ရီပေါ်တာကပြောပါတယ်ပြီးတော့ဟက်ဂရစ်ကိုမြင်ပြီးတစ်ခုခုစဉ်းစားမိသွားပါတယ် ဟက်ဘရစ်ကတခြားအရာတွေထက်ငကားကိုပိုလိုချင်နေတာဖြစ်ပါတယ်။သူစင်းတယောက်စီမှာလည်းတိုက်တိုက်ဆက်ဆက်ငကားဦးရှိနေတာထူးဆန်းနေပြီးဘသူမှငကားဦးကိုပိုက်ပြီးတော့ရှောက်သွားနိုင်မှာမဟုတ်ဘူးလို့သွေးမိသွားတာဖြစ်ပါတယ်။ဟက်ဘရစ်ကိုငကားဦးကဘသူပေးရလဲ။သူကဘလိုပုံစံလဲမေးကြည့်တော့မျက်နှာကိုအုပ်ထားလို့တခြားမမြင်ရဘူးလို့ပြောပါတယ်။ပြီးတော့ငါဘလိုတော်ဝါတွေကိုစားရှောက်နေလဲသိကျင်တော့ဟက်ဘရစ်ကလည်းဖလက်ဘီချောင်းပြောလိုက်မိပါတယ်။ ပြီးတော့တာယာတွေကိုထိမ်းဖို့တောချက်ဆိုတာရှိတဲ့အကြောင်းနဲ့ဥပမာ flavor ဆိုရင်ဂီတတိုင်ပေးလိုက်တာနဲ့ချက်ချင်းအိပ်ပျော်သွားမှာလို့ Hagrid ကသူ့ရဲ့ထုံးစံအနိုင်ပြောလိုက်မိပါတယ်။ Harry Potter တို့လည်း Hagrid နဲ့တွေ့ခဲ့တဲ့လူစိမ်းကစနိတ်ဆိုတာစဉ်းစားမိသွားပါတယ်။ Harry Potter တို့လည်းချက်ချင်းမက်ကော်မဂေါစီသွားပြီးတော့အဲ့ဒီအကြောင်းကိုပြောပြပေးမယ်။ဖြစ်သားရှင်လုံးကိုတရားကားခွဲထားကြောင်းနဲ့ကိုအခန်းကိုပြန်စားဖို့မက်ကော်မဂေါကပြောပါတယ်။အဲ့ဒါကြောင့် Harry Potter တို့လည်းဒီညမှာလှုပ်ဝက်တကားကိုခိုးဝင်ကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒီညမှာနဗီကအခုအကြောင်းတွေကိုသူကုံသိကြောင်းနဲ့တငငချင်းတွေကိုစိတ်မချတဲ့နဗီကဟယ်ရီပေါ်တာတို့ကိုမတော်ဘူးတားပါလေနဗီရှိနေရင်တွားလို့မရဘူးဆိုတာသိနေတယ်ဟာမိုရိုနီကစပယ်တစ်ခုကိုယူပြီးနဗီကိုရေခဲအောင်လှုပ်လိုက်ပါတယ်ရုပ်လေးကချစ်ဖို့ကောင်းတော့တခါတလေကြောက်စရာကောင်းတယ်ဆိုတာကိုသိသွားရရောလေဆရာမကြီးကိုတွားလျှော့လို့မရဘူးဆိုတာသဘောပေါက်သွားပါတယ်ခေါင်းဆောင်လုံးကွေးဖလက်ဗီရှိတဲ့အခန်းကိုရောက်တော့ဆောင်းကိုမော်စပယ်နဲ့အလိုလိုတီးနေအောင်လှုပ်တာပြီးဖလက်ဗီကလည်းအိပ်ပျော်နေရကြောင့်စနိတ်ကဒီကိုကြိုရောက်နေပြီဆိုတာသိလိုက်ပါတယ် ဖလဗီရဲ့ခြေောက်ကတကားပေါ်ရောက်နေလို့ခြေောက်ကိုဖယ်လိုက်တော့စောင်းတန်ကရက်သွားပြီးဖလဗီကနိုးလာပါတယ်။ဒါပေမဲ့တကားပေါက်တဲ့ချစ်ချစ်ခုန်ချလိုက်တော့ကတိလေးလွတ်သွားပါတယ်။အောက်ရောက်တော့အပင်တွေကိုကျသွားတာကြောင့်ကန်ကောင်းလဲလို့ထင်ပေမဲ့အပင်တွေကလှုပ်လာပြီးတုံးရုံလိုရစ်ပတ်လိုက်ပါတယ်။အဲ့ဒီပင်ကနဆိုးကြော်ခွဲပင်ဖြစ်ပြီးစိတ်လုံရှားလေးပိုပြီးရစ်ပတ်လိဖြစ်တာကြောင့်စိတ်လျှော့ထားဖို့ဟာမိုရိုနီကပြောပါတယ်။ဟယ်ရီပေါ်တာနဲ့ဟာမိုရိုနီကလွတ်သွားပြီးမယ်။ရောကတော့အရန်ကြောက်ပြီးစိတ်လုံရှားနေကြတော့မလွတ်ပဲဖြစ်နေပါတယ်။ အဲ့ချိန်မှာစားရီအများကြီးဖက်ပူရဟာမူရောနေရာနဇိုးကြော်ခွင်းပင်ဟာနေရာကိုကြောက်တာကိုတတိယသွားပါတယ်။ပေါ်တော့တယ်နဲ့စပဲယူပြီးနေရာကိုထုတ်လိုက်တော့မှရုံနဲ့လွတ်လာပါတယ်။နောက်တော့အခန်းတစ်ခုကိုရောက်တော့တော့ရီယာတောင်မှန်ပါပြီးလေထဲမှာပြန်နေပါတယ်။ဓမ္မစည်းပြန်တစ်ခုလည်းရှိနေပြီးအဲ့ထက်ကတော့တချောင်းကတကောက်ကိုဖွင့်နိုင်တဲ့တော့ဆိုတာသိပြီးရှားကြည့်တော့တောင်မှန်တစ်ဖက်မှာပါတဲ့တော့ကိုတွေ့ပြီးအဲ့တော့ဆိုတာသိသွားပါတယ်။ဟယ်ရီပေါ်တာလည်းတော့ကိုသွားယူမျိုးဓမ္မစည်းပြန်ကိုခံလိုက်တာနဲ့တော့ရီယာဟယ်ရီပေါ်တာစီကိုအချိန်နဲ့ပြေးလာပါတယ်။ ဟယ်ရီပေါ်တာလည်းတော့ဖမ်းနိုင်လိုက်ပြီးတော့နောက်ထပ်အတားစီးတစ်ခုကိုကြော်ဖြတ်လာနိုင်ပါတယ်။နောက်အခန်းကတော့မော်စရူရင်ခုံအကြီးကြီးပေါ်ရောက်နေပြီးနိုင်အောင်ဆော့မှတကားကပွင့်မယ်ဆိုတာကိုသိသွားပါတယ်။တောရော့ထဲမှာစတူရင်ဆော့တဲ့ရုံကအိုးဆောင်ပြီးဟယ်ရီပေါ်တာတို့ကိုတရားယူခိုင်းလိုက်ပါတယ်။သူတို့ထင်သားသလိုပို့ပပါတော့မဟုတ်ပဲအစားခံရတဲ့စတူရင်အယုပ်ကိုစားတဲ့အယုပ်ကဖြက်စီးလိုက်တာကြောင့်တောရော့လုံးလန့်သွားပါတယ်။နောက်ဆုံးမှာရုံကသူ့ကိုယ်သူအနစ်နာခံမှာကစားပွဲကနိုင်မဲ့နေတာကိုရောက်လာပါတယ်။ ဟယ်ရီပေါ်တာနဲ့ဟာမိုရိုနီကတော့မလုပ်ဖို့တားပေမဲ့ဟယ်ရီပေါ်တာရှေ့ဆက်သွားမှဖြစ်မယ်ဆိုတာကိုတီရန်ရုံကလုပ်ဖို့ပဲစုံဖြတ်လိုက်ပါတယ်။ရုံကကစားပွဲကိုဆက်စောတော့တဖက်အယုတ်ကရုံစည်းထားတဲ့မင်းယုတ်ကိုလှန်နဲ့ထိုးလိုက်တော့ပြုတ်ကျပြီးသတိလစ်သွားပါတယ်။ဟာမိုရိုနီကရုံစည်းသွားဖို့လုပ်ပေမဲ့ကစားပွဲမပြီးသေးရကြောင်ရွေးလို့မရဘူးလို့ဟယ်ရီပေါ်တာကသတိလမ်းပေးပါတယ်။ဟယ်ရီပေါ်တာကကစားပွဲကိုဆက်စောတော့နိုင်သွားပါတယ်။ဟာမိုရိုနီကဟယ်ရီပေါ်တာကိုရှေ့ဆက်သွားဖို့နဲ့ဟယ်ရီပေါ်တာကကြီးမားတဲ့မော်စရာဖြစ်ပြီးကိုကိုကိုယုံကြည်မှုရှိနေဖို့ပြောပါတယ်။ဟယ်ရီပေါ်တာကလည်းနင်းတော့မတော်ပါဘူးလို့ပြန်ပြောတော့ ဘာစီမှာစာအုပ်တွေနဲ့ညံအောင်တာပဲရှိပြီးအဲ့ထက်အရေးကြီးရဲ့ရဲရင်ကြီးကဟယ်ရီပေါ်တာစီမှာရှိရဲလို့ဟာမိုရိုမီယာပြန်ပြောပါတယ်ဟယ်ရီပေါ်တာလည်းရှေ့ဆက်လာတော့အဲ့ဒီမန်ကြီးအရှိမလူတယောက်ရက်နေတာကိုတွေ့ပါတယ်စနိတ်လို့ထေပေမဲ့ပရော်ဖက်ဆာခူရဲဖြစ်နေတာကြောင့်ဟယ်ရီပေါ်တာလည်းအံ့ဩသွားပါတယ်ဟယ်ရီပေါ်တာကကွင်းနစ်တိုင်ဝင်နေကစနိတ်ကသူ့ကိုတတ်ဖို့လုံနေရမဟုတ်ဘူးလားလို့ပြောပါတယ်ပရော်ဖက်ဆာခူရဲကစနိတ်လုံနေရမဟုတ်ပဲသူလုံနေတာဖြစ်ကြောင်းနဲ့အဲ့ဒီကသာစနိတ်ရဲ့ဝိယုံမီလောက်ပြီးသူရှိကသာမပွဲခဲ့ဘူးဆိုရင်အောင်မြင်နေလောက်ပြီလို့ပြောပါတယ် စလိတ်ကတန်ရကာတာကိုယူနေတော့ရမှာမဟုတ်ဘူးလို့ပြောတော့စလိတ်ကသူ့ကိုတက်ဖို့လုံးနေရမှာမဟုတ်ပဲကဲဖို့လုံးနေရမယ်ဟယ်ရီပေါ်တာကသိသွားပါတယ်ဟောလုံးဝိညာဉ်ကထရိုးချောင်းထဲကိုဝင်လာတယ်ပရော်ဖက်ဆာကိုရဲ့လက်ချက်ဖြစ်ပြီးရစလိတ်ကကြိုတည်နေလို့ခေါင်းတော်လုံးကိုအခန်းထဲမှာခူရဲထက်ဆော်ပြီးကြိုရောက်နေရလို့ထပ်ပြောပါတယ်ခဏနေတော့ဟယ်ရီရဲ့နှစ်ဖူးဘကအမားရုပ်ကပူလာတာကြောင့်အနီးရတကူကူဖြစ်တော့မယ်ဆိုတာသိလိုက်ပါတယ်ပရဖက်ဆာခွေရကမှန်ထဲကိုကြည့်ပြီးသူကမှန်ထဲမှာပြဒါရှင်လုံးကိုကင်လာကြောင်းနဲ့ဘလို့ယူရမလဲမသိဘူးလို့ပြောနေတော့ကောင်လေးကိုအတုံးချဆိုတဲ့အေးဆက်ဆက်အတန်တကူကဘယ်ကမှမသိထွက်လာပါတဲ့ ပရဖက်ဆာခူရဲကဟယ်ရီပေါ်တာကိုမှန်ရှိခေါ်ပြီးကြည်ကြင်တော့မှန်တယ်ကဟယ်ရီပေါ်တာကတရားရှင်လုံးကိုဘောင်းမီအိတ်ကတဲကနေယူလိုက်တာကိုမြင်ရပါတယ်။ဟယ်ရီပေါ်တာလည်းသူ့ဘောင်းမီအိတ်ကတဲကိုစမ်းကြည့်လိုက်တော့တရားရှင်လုံးကအပြင်မှာလည်းတကယ်ရောက်နေပါတယ်။ပရဖက်ဆာခူရဲကဗာမြင်ရလေလို့မေးတော့ကျောင်းနှင်းစုဗလာကိုရလို့ဒက်ဗက်ဒိုနဲ့လက်ဆွဲနှုတ်ဆက်နေရလို့ဟယ်ရီပေါ်တာကလိန်ပြောလိုက်ပါတယ်။အဲ့ချိန်မှာသူ့လိန်နေတာဆိုတဲ့အိဆက်သက်အတန်တစ်ခုကထပ်ပြီးပေါ်လာပါတယ်။ပြီးတော့ငါကိုယ်တိုင်စကားပြောမယ်လို့ဘယ်ဟာမှမသိတဲ့အတန်ပိုင်ရှင်ကပြောတော့သူ့ခေါင်းမှာစီထားတဲ့ပေါ်ပါကိုချွတ်လိုက်ပါတယ်။ ပရိုဖက်ဆာခူရဲ့ခေါင်းနောက်မှာနောက်ထပ်မျက်နှာတစ်ခုရှိနေပြီအဲ့ဒါကတော့ဟယ်ရီပေါ်တာရဲ့အဖေနဲ့အမေကိုတတ်ခဲ့တဲ့မော်နဲ့ပညာတဲ့ဗိုဒမော့ပဲဖြစ်ပါတယ်ဗိုဒမော့ကသူ့အသက်ရှင်ဖို့တခြားသူရဲ့ခန္ဓာကိုယ်မှာကပ်ပေါက်ောက်လို့နေရတာဖြစ်ပြီးယူနီကွန်းမြင့်ရဲ့သွေးရလည်းကိုယ်ပိုင်ခန္ဓာရဖို့မပေးနိုင်ဘူးလို့ပြောပါတယ်။အဲ့ဒါကြောင့်ဗဒါရှင်လုံးကိုလိုချင်နေတာဖြစ်ပြီးအဲ့ဒါကဟယ်ရီပေါ်တာရဲ့အိတ်ခတ်ထဲမှာရှိနေရဲဆိုတာဗိုဒမော့ကသိနေပါတယ်။ဟယ်ရီပေါ်တာလည်းထပ်ပြုံးလို့လို့တော့ပရိုဖက်ဆာခူရဲ့ကဘေးပတ်ပတ်လေကိုမီးရီနဲ့ကာထားလိုက်ပါတယ်။ဗိုဒမော့ကသူ့နဲ့ပူပေါင်းပြီးမိမိဘတွေကိုအသက်တန်ရှင်အောင်လုပ်ပေးမယ်လို့ဟယ်ရီပေါ်တာကပြောပါတယ်။ ဟေးဘော်ဒါကတော့မိဘတွေအသက်ရှင်မယ်ဆိုတဲ့အတန်ကိုကြားရတယ်စိတ်ရင်သွားပြန်မယ်ဂဗတ်တိုးရဲ့အိမ်မထဲမှာနေပြီးအပြင်မှာရှင်သန်ဖို့မေးမနေနေဆိုတဲ့စကားကြောင့်ဖိုဒမော့လိန်နေတာကိုတီးပြီးညင်းလိုက်ပါတယ်အဲ့ဒါကြောင့်အဲ့လိုခေါင်းမာလို့မိမိဘတွေတေးခဲ့ရတာလို့ဖိုဒမော့ကပြောပါတယ်ဟေးဘော်ဒါကိုစီးရလို့မရဘူးဆိုတာတီးရဖိုဒမော့လည်းတတ်ဖို့ပြောလိုက်တော့ပရဖက်ဆာကိုရဲကဟေးဘော်ဒါကိုလေပင်ဝင်ညစ်ပါတယ်ဟေးဘော်ဒါကပရဖက်ဆာကိုရဲလက်ကိုကင်မိလိုက်တော့ပရဖက်ဆာကိုရဲလက်ကမီးတောင်ပြီးချက်ချင်းပြဖြစ်သွားပါတယ်ဟေးဘော်ဒါလည်းသူ့လက်ကဘာလို့စမ်းနေမှမသိဖြစ်နေပါတယ် ပြီးတော့မျက်နှာကိုထက်ကင်ထားလိုက်တော့တကူလုံးပြဖြစ်သွားပါတယ်။အထက်ကဗိုလ်တန်ဘိုးကဟယ်ရီပေါ်တာရဲ့ကိုဖြစ်သွားတော့ဟယ်ရီပေါ်တာလည်းသတိမပြီးဗိုလ်တန်ဘိုးလည်းထွက်ပြေးသွားပါတယ်။နောက်တစ်နေ့ကျတော့ဟယ်ရီပေါ်တာဆေးရုံကဂရင်းနှလုံးပေါ်ကနေနိုးလာပါတယ်။ဂရင်းချင်းမှာလက်ဆောင်ချင်းနေတဲ့အတူဒေဗက်တို့လည်းရောက်နေပါတယ်။ညကမြေရောက်ခန်းထဲမှာပရိုဖက်ဆာခူရင်လည်းဖြစ်ခဲ့တဲ့အကြောင်းကိုတကြောင်လုံးသိသွားပြီးတော့ចောင်းသားတွေကလည်းလက်ဆောင်ချင်းနေတာထားသားတယ်လို့ပြောပါတယ်။ပြီးတော့ဟာမိုရိုနီနဲ့ရုံနဲ့အစင်ပြေကြောင်းနဲ့ဗဒါရှင်တို့ကိုလည်းဖက်စီးလိုက်ပြီးတော့ပြောပြပါတယ်။ ဟရီပေါ်တာကဗဒါရှင်လုံးကဘာလို့သူ့အိတ်ကတည်းရောက်နေရလဲလို့မေးပါတယ်။ဗဒါရှင်လုံးကိုသုံးဖို့မဟုတ်ပဲစာနေတဲ့သူကစာသွေးမှဖြစ်ပြီးအဲ့လိုဖြစ်အောင်လဲဒေဗက်ဒိုးကသူ့ရဲ့မော်အစီအနေနဲ့လုပ်ထားတာဖြစ်ပါတယ်။ဗဒါရှင်လုံးကိုဖျက်ဆီးလိုက်တော့ဗူဒန်မိုလည်းပြန်မလာနိုင်တော့ဘူးလားလို့မေးတော့သူ့ပြန်လာနိုင်တဲ့တခြားနည်းရှိသေးတယ်ကြောင့်ဒေဗက်ဒိုးကပြောပါတယ်။ Professor Khuyer ကဟယ်ရီပေါ်တာကိုမထိနိုင်တာကလည်းဟယ်ရီပေါ်တာရဲ့အမေပေးခဲ့တဲ့အရာတစ်ခုရောက်လို့ပြောပါတယ် အဲ့ဒါကအမှတ်အသားလည်းမဟုတ်မြင်နေမှမြင်ရပဲအသွေးသားထဲမှာကဲအောင်နေတဲ့မိခင်တယောက်ချစ်ချင်းမေတ္တာကြောင့်လို့ပြောပါရယ် Harry Potter ပြီးရင် One Piece ရဲ့ live action ကိုလည်း recap လုပ်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel တွေကို subscribe လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်။ကျောင်းတော်ဆုံးနေ့ရောက်တော့ကျောင်းနင်းစုကလာအတွက်အဆောင်တွေကိုအမှတ်ပေးရမယ့်အချိန်ဖြစ်ကြောင်း Devedo ကပြောပါရယ်။နောက်ဆုံးနေ့မှာ Gryffindor က312မှတ်တတိယနေ့မှာ Hufflepuff က352မှတ်ဒုတိယနေ့မှာ Ravenclaw က426မှတ်နဲ့ပထမနေ့မှာ Slytherin က462မှတ်ဖြစ်ပါတယ်။ ဒါပေမဲ့အမတ်ပေးတာကမပြီးသေးဘူးလို့ဒေဗတ်ဒိုးကပြောပါတယ်။ဟာမိုရိုနီကိုအနည်းငယ်ကြုံလာတဲ့အခါမှာစိတ်အေးအေးထားပြီးဖြေရှင်းနိုင်တဲ့အတွက်အမတ်50ထပ်ပေးပါတယ်။ရွန်ကိုလည်းအတော်ဆုံးစတူရင်ကစားသမားဖြစ်လို့အမတ်50ထပ်ပေးပါတယ်။ဟယ်ရီပေါ်တာကိုလည်းရေဆင်းသက်ကြီးနဲ့ပြည့်စုံလို့အမတ်60ထပ်ပေးပါတယ်။တောင်ရအောင်လုံးရဲ့အမတ်တွေကိုထပ်ပေါင်းလိုက်တော့ဂရီဖင်ဒေါ်နဲ့ဆက်တဲ့တရင်ကအမတ်တူနေကြပါတယ်။နောက်ဆုံးမှာတော့ရန်သူနဲ့တွေ့တဲ့အခါမှာတတိရှိရပြင်မဲ့ကုတင်ငယ်ကြီးနဲ့ရေဆန်ရတဲ့အခါမှာပိုပြီးတတိရှိရတဲ့ရေခဲခံလိုက်ရတဲ့ကောင်းလေးနှစ်ပြည့်ကို10မှတ်ထပ်ပေးပြီးဂရီဖင်ဒေါ်ကကျောင်းလေးစုပလာကိုရသွားပါတယ်။ အစကပထမနေရာရောက်နေတဲ့စလေတရင်းအလံနေရာနဲ့ဂရင်းဗင်ဒေါအလံနေပြောင်းသွားပါတယ်။ကျောင်းလက်ရှိတနစ်တာပြီးတော့ကျောင်းသားအလုံးကအိမ်ပြန်ကြပါတယ်။ဟယ်ရီပေါ်တာကခက်ပြီကိုတွားနှုတ်ဆက်တော့သူ့အဖေနဲ့အမေတပ်ပုံပါတဲ့စာအုပ်လေးကိုဟဂရစ်ကပေးလိုက်ပြီးနောက်နေ့မှပြန်တွေ့ကြမယ်ဆိုပြီးစကားလေးနဲ့အတူဟယ်ရီပေါ်တာအပီဆိုဒ်1နေရာနဲ့အဆုံးကျသွားပါတယ်။နောက်တဲ့နေ့မှဟယ်ရီပေါ်တာအပီဆိုဒ်2နဲ့အတူပြန်လာမှဖြစ်တဲ့အတွက်ဘိုင်အိုမှာရှိတဲ့ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်။